ဒီကနေ့ကွယ်လွန်သွားတဲ့ဘိုးဘွားများနဲ့ဖခင်ကြီးတို့အားရည်စူး၍စွန့်တကဥကောင်တီအားနဲ့စွန့်အမတော်ခင်များသူဝင်းသားဖြစ်တဲ့မောင်ပိုင်မှုတီအားကျော်မောင်တီအားထက်အောင်စော မောင်တီဟာဖုံးမြတ်တို့မိသားစုအပေါင်းသူတော်ကောင်းတို့ကပရိယတိသာသနာတက္ကသိုလ်တန်ဃာတော်ရှင်မြတ်တို့အားနေစွန့်ဆက်ကလူတန်းခြင်းနဲ့အတူစွန့်ပရိသဘင်ရခင်ယခုစုစုပေါင်း ိတ်250နဲ့၄သိန်းစိုက်ထူလူဒန်းနဲ့ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ခြင်းဖြစ်တယ်ပေါ့စွန်းလေးလည်းပဲမကြမကြကြွေးတယ်စွန်းပရိသေပင်လည်းစိုက်ထားတဲ့တကဖြစ်တယ်ပေါ့အကြောင်းတကလည်းဖြစ်နေတဲ့အတွက်အဲ့ဒီစွန်းတရားတွေမဟောတော့ပဲနဲ့ဓမ္မဘဟုတုတဖြစ်ဖို့ရတဲ့တရားစကားကို ပြောင်းပေးပါမယ် ဓမ္မဘုဒ္ဓဖြစ်ဖွယ်တယ်မှာလည်းပဲယခုမိမိတို့ကဒါနကုသိုလ်ဖြစ်တာဖြစ်တဲ့အတွက်ဒါနဆိုတဲ့ပါဠိစကားလုံးလေးရဲ့အဓိပ္ပာယ်လေးနဲ့သူ့ရဲ့အဓိပ္ပာယ်ကျေပြန့်ပုံလေးကိုနည်းနည်းလေးခက်အမြင်လေးနဲ့ရှင်းပြီးတော့ကြည့်ရအောင်ဒါနကိုမြန်မာနိုင်ငံမှာတော့ဘုန်းကြီးများကဟောနေတာဖြစ်တဲ့အတွက်ဒါနဆိုတာလှူတာတန်းတာလို့အများကအဲ့ဒီလိုနားလဲတယ် သူ့စကလုံးရဲ့အတိတ်ပဲကတော့ပေးတာကိုဒါနလို့ခေါ်တယ်ဒီဒါနကိုဖရာလောင်းဖရာစုပန်ပြီးတော့သူစဉ်းစားတဲ့အခမ်းပေါ့သူမိသားရှင်ရဲ့ဒီဘင်္ဂရာဖရာထာမှာစုပန်ဖရာဖြစ်ရပါလို့ဤလို့စုပန်လိုက်တယ် ပန်လိုက်တဲ့အတိုင်းဒီဘင်္ဂရာဖရာကလည်းပဲနောက်တစ်ချိန်မှာဂေါရမဆိုတဲ့အမည်နဲ့ဖရာဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးခဲ့တယ်။ပေးပြီးတဲ့အခါကျတော့မှသူ့မိသားရဲ့သေးကသူ့ဟာသူစဉ်းစားတာဒါဖရာကြွသွားပြီသူတယောက်တည်းကြံတဲ့အခါမှာသူ့ဟာသူစဉ်းစားတာပေါ့။ငါတော့ဖရာကတော့ငါဖရာဖြစ်လိမ့်မယ်လို့တော့ပြောသွားပြီ။ဖရာရဲ့စကားကလည်းပဲမှန်တယ်မလွဲဘူး။ဒါပေမဲ့လို့ဖရာဖြစ်ဖို့ဆိုရင် ဖျားဖြစ်အောင်လုပ်တဲ့လုပ်ငန်းရှိရမယ်အဲ့ဒီလုပ်ငန်းလုံးမဖျားဖြစ်မှာဒါသူကသူတွေ့တာနော်ဒီတိုင်းတိုင်းဖျားကဖြစ်မယ်ပြောအောင်လည်းတော့မဖြစ်ဘူးတဲ့သူကစဉ်းစားတာနော်အဲ့ဒီလိုစဉ်းစားပြီးတော့ဖျားဖြစ်ဖို့အတွက်လုပ်ရမယ်လုပ်ငန်းတွေကဘာတွေဖြစ်မှာလဲလို့သူစဉ်းစားလိုက်တဲ့အခါမှာတဲ့ပါရမီ7ပါးဆိုတာသူညံထဲမှာပေါ်လာတယ်တဲ့အဲ့ဒီပါရမီ7ပါးထဲမှာနံပါတ်1ဘာကစအပေါ်တော့ဆိုတော့ ဒါနပါရမီကနေစပေါ်တယ်လို့စာကအဲ့ဒီလိုပြောတယ်အဲ့ဒါလေးကိုကြည့်လိုက်လို့ရှိရင်ဒါဟို၁၀ပါးကြီးကိုသတ်ထားလိုက်ဒီတစ်ချက်ထဲနဲ့ငါတို့ကြည့်လိုက်ဖျားဖြစ်ရှင်သပဆိုရင်ဖျားဖြစ်အောင်လုပ်ရမယ်အလုံးရှိတယ်အဲ့ဒီအလုံးလုံးမှဖျားဖြစ်မယ်တစ်ချက်ဒါကောက်ချက်ချလို့ရတယ်ဖျားဖြစ်အောင်လုပ်တဲ့အလုံးထဲမှာလည်းပဲ အခြေခံပထမဆုံးစပြီးတော့လောက်ရမယ်အလောဟာဘာတော့ဆိုရင်ဒါနပဲဟောအဲ့လိုလေးတွေ့ရတယ်အဲ့တော့ဒါနဆိုတဲ့စကားလုံးဟာအခြေခံအကြဆုံးပဲဖေယားဖြစ်ချင်းရင်အဲ့ဒီဒါနကအရင်စပြီးတော့ကျင့်ရမယ်လို့ဒီလိုပြောတာအဲ့တော့ဒါနဆိုတာဘာလဲလို့တခါပြန်ကြည့်တော့လှူတာတန်းတာကိုပြောတာမဟုတ်ဘူးပေးတာကမ်းတာကိုဒါနလို့ခေါ်တယ်အဲ့ဒီလိုယူလိုက်မှအသေးပဲရတယ် လူတယောက်ဟာမိမိလူသားအချင်းချင်းကိုရလာတဲ့ပစ္စည်းကိုရှိတဲ့ပစ္စည်းကို ခွဲဝေပေးတဲ့အလေးအထားမရှိဘူးအလေးကျင့်မရှိဘူးဆိုရင်ဒီလူဟာလူကြီးတယောက်ခေါင်းဆောင်တယောက်ဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူးလို့အဲ့ဒီလိုပြောတာသူအတိတ်ပဲကဘာလို့ဆိုတော့ဖះဆိုတာခေါင်းဆောင်ပဲလေ တို့လူတွေကောင်းဆောင်ဆိုတာကလူပဲကောင်းဆောင်တာဖះကလူရောနာရောမြမာရောတိရိစ္ဆာန်ရောအကုန်လုံးရဲ့ခေါင်းဆောင်ကိုအဲ့ဒီအကုန်လုံးရဲ့ခေါင်းဆောင်ဖြစ်ခြင်းတပဆိုရင်အခြေခံကိုယ်ရှိတဲ့ပစ္စည်းဝိထုကိုအများနဲ့ခေါ်ဝေသုံးဆွဲတဲ့အလေးအထရှိကိုရှိရမယ်အဲ့ဒါမရှိရင်ဘလို့မှခေါင်းဆောင်မဖြစ်ဘူးတဲ့အခြေခံမဖြစ်ဘူးတဲ့အဲ့တော့ ပရိပါရမီ7ပါးဆိုတာအကြီးအကဲကောင်းဆောင်ဖြစ်ဖို့အတွက်လိုအပ်တဲ့တရားတွေကိုပါရမီလို့ခေါ်တာဒီလိုလေးငါတို့ကခက်အမြင်နဲ့ကြတော့အဲ့ဒီလိုယူရတာအဲ့လိုယူလိုက်လို့ရှိရင်ခက်အမြင်နဲ့ယူလိုက်လို့ရှိရင်ဒါနဆိုတဲ့တရားဟာမရှိမဖြစ်တဲ့ပစ္စည်းတရားအဲ့တော့ဒါနဆိုတဲ့စကားလုံးကိုခက်အမြင်နဲ့ကြည့်ရင်ကောင်းဆောင်တယောက်ဖြစ်ခြင်းရဲ့အဲ့ဒီကောင်းဆောင်ဟာပေးကမ်းတတ်တဲ့အလေးထားမိမိနဲ့ ခွဲဝေသုံးဆွဲတတ်တဲ့အလေးအထ ရှိရမယ်အဲ့ဒီအလေးအကျင့်မှမရှိရင်အဲ့ဒီလူဟာခေါင်းဆောင်မဖြစ်နိုင်ဘူးလို့အဲ့ဒီလိုတစ်ချက်တွေးလိုက်နောက်တခါဒါနကို ဖွင့်တဲ့နေရာတနေရာရှိသေးတယ်အတန္တံဓမ္မနံဒါနံဒါနံဒါနဆိုတာတဲ့အတန္တံမယင်ကြီးတဲ့ပုံကိုယ်တွေကိုတဲ့ဓမ္မနံဆုံးမတဲ့တရားတဲ့ မယင်ကြီးတဲ့သူကိုယင်ကြီးအောင်ဆုံးမမယ်ဆိုလို့ရှိရင်ဒါနနဲ့ဆုံးမရမှာတဲ့တော်တော်အဲ့လိုပြောတာနော်စာမယင်ကြီးတဲ့သူကိုယင်ကြီးအောင်ဆုံးမမယ်ဆိုရင်ဒါနနဲ့ဆုံးမမရတယ်တဲ့အဲ့ဒါလည်းပဲမှန်တယ်ဒီစကလားဒီစကားခွန်းနာဟာနဲ့ခတ်ဆင်းနေတော့ခတ်ဆင်းစင်ပဲအဲ့တော့ဒါနတရားဟာ လူတွေအချင်းချင်းတယောက်နဲ့တယောက်သိမြတ်ဖို့တယောက်နဲ့တယောက်ယင်ကြီးကြီးဆက်ဆံနိုင်ဖို့ဆိုလို့ရှိရင်ဒါနရှိရမယ် ဒါနနဲ့လှုပ်ယူရမယ်လို့ပြောတာအဲ့ဒီစကားတော်တော်မှန်အဲ့တော့ဒါနရဲ့တရားကအဲ့ဒီလိုကြည့်လိုက်တဲ့အခါကျတော့တော်တော်ကျေပြန့်သွားပြီဒါနတရားဟာမိမိကုသိုလ်ဖြစ်ဖို့အတွက်မဟုတ်ဘူးဒါနပြုတယ်ဆိုတာမိမိကုသိုလ်ဖြစ်ဖို့ဖြစ်တယ်ဆိုတာကဘုန်းကြီးများသူဟောနေတာပေါ့နော်မဟုတ်ဘူးလူတွေတအိုးနဲ့တအိုးသိမြတ်ဖို့ဆိုရင်လည်းပဲဒီဌာနပါမရဘူး ဒါအတန္တဓမ္မနံဒါနံလို့သူကပြောတာဟုတ်လူတွေမမရင်ကျေးတယ်ဆိုတာတယောက်နဲ့တယောက်မသိမြတ်တာကိုပြောတာလေတယောက်နဲ့တယောက်မသိမြတ်လို့ရှိရင် तू ကလည်းကိုယ့်ဘောရင်ကျေးမှာမဟုတ်ဘူးကိုယ်ကလည်း तू ဘောရင်ကျေးမှာမဟုတ်တော့ဘူးလေအဲ့တော့တယောက်နဲ့တယောက်သိမြတ်ဖို့ तू ကကိုယ့်ဘောရင်ကျေးဖို့ကိုယ်ကသူ့ဘောရင်ကျေးဖို့ဆိုရင်ကိုယ်ကလည်း तू ကိုပေးတဲ့ကံနဲ့အလေးထားရှိရမယ် तू ကလည်းကိုယ့်ဘောပေးတဲ့ကံနဲ့အလေးထားရှိရမယ်အပြာလာအဲ့ဒီလိုလုံးမတအူးနဲ့တအူးဟာသိမြတ်မယ်လို့အဲ့လိုအဓိပ္ပာယ်ယူတယ် အဲ့ဒီတော့ဒါနကကျဲသွားပြီတွေ့လားအဲ့ဒီပဲကျဲသွားပြီနော်အဲ့တော့ဒါနဟာလှူတာလည်းမဟုတ်ဘူးပေးတာလည်းမဟုတ်ဘူးပေးတယ်ဆိုတာကပစ္စည်းဝတ္ထုပေးတာကိုပြောတာမဟုတ်ဘူးလူတယောက်ဒုက္ခရောက်နေရင်ကုညီတာလည်းပဲဒါနပဲသူ့မှာလိုအပ်နေတာဖြည့်ပေးတာလည်းပဲဒါနပဲအဲ့ဒီဖြည့်တဲ့နေရာမှာလည်းပဲပစ္စည်းဝတ္ထုဖြည့်တာရှိတယ်အကြံဉာဏ်ပေးတာရှိတယ်ပစ္စည်းဝတ္ထုဖြည့်ပေးတာလည်းပဲဒါနပဲ အကြံဉာဏ်ပေးတာလည်းပဲဒါနပဲတွေ့လားလူတယောက်ခက်နေတယ်ဥမာလမ်းသွားနေတယ်လမ်းမှာမျက်စိမှာပြီလမ်းမှာသူမသိဘူးဆိုရင်ကိုကညှင်းပြကိုကသိတယ်ဆိုကိုကညှင်းပြလိုက်တာလေဒါမှားနေတာကိုမှားအောင်လုပ်ပေးလိုက်တာအဲ့ဒါလည်းဒါနပဲဒီဒါနဟာကျဲသွားပြီဩဒါနဆိုတဲ့တရားဟာငါတို့ကတော့လူတာတန်းတာလို့ပဲထင်းနေတာမဟုတ်ဘူးလောကကြီးမှာ လူတွေတဦးနဲ့တဦးရင်ကြီးကြီးနဲ့ဆက်ဆံနိုင်အောင် လုပ်ပေးနေတာကဒါနပဲ လူတွေတဦးနဲ့တဦးသိမရအောင်လုပ်ပေးနေတာလားကလည်းဒါနပဲလူခေါင်းဆောင်တယောက်ဖြစ်အောင်လုပ်ပေးနိုင်တာလည်းပဲဒါနပဲဒါနမရှိရင်လူခေါင်းဆောင်မဖြစ်နိုင်ဘူးလို့အော်ဒါနရဲ့သဘောကအဲ့ဒီလိုသွားတွေးရတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဒါနတရားဟာအခြေခံပဲတဲ့ဒီဒါနတွေလူတွေလူတိုင်းလူတိုင်းဒါနရှိလို့ရှိရင်ဒီပစ္စည်းဝိတ္ထုတွေအကုန်လုံးလူတွေရဲ့တဏ္ဍာမှာ ခွဲဝေပြီးသားဖြစ်သွားတာအဲ့ဒီဒါနမရှိလို့ရှိရင် ခွဲဝေပြီးသားမဖြစ်ဘူးခွဲဝေပြီးသားဖြစ်သွားလို့ရှိရင်လူတွေဟာသိမြတ်နိုင်တယ်အဲ့တော့လူတွေသိမြတ်ဖို့အတွက်လည်းပဲဒါနဟာအရေးကြီးတဲ့အပိုင်းကပါတယ်အဲ့ဒီလိုတွေ့တယ်အဲ့ဒီလိုတွေ့တဲ့ခါကျတော့မှအော်ဒါခဲ့အမြင်နဲ့ကြည့်လို့ရှင် ဟုတ်တယ်ဒါငါစာအုပ်တအုပ်ဖတ်ဖို့ဒါမင်းပြောပြမယ်လေ ဒုတိယကဘာစီကြီးဘာကြောင့်ဖြစ်တာလဲဆိုတာကိုသုံးသပ်ချက်ထုတ်တဲ့ဆောင်းပါးရှိတယ်။အဲ့ဒီသုံးသပ်ချက်ဆောင်းပါးထဲမှာဂျာမနီကဟစ်တလာကစတာဒုတိယကဘာစီကဟစ်တလာကဘာကြောင့်စတာလဲဆိုတော့ဂျာမနီနိုင်ငံကဖွံ့ဖြိုးတိုးတက်လာတယ်၊စေဘွားဖြစ်လာတယ်။ဒါပေမဲ့လို့အဲ့ဒီအချိန်ကအင်္ဂလိပ်နဲ့ပြင်သစ်ကကိုလိုဒီနိုင်ငံတွေအကုန်လုံးအများကြီးသူကကဘာမှာအုပ်ထားတယ်။သူအုပ်ထားတဲ့နိုင်ငံတွေကိုဂျာမန်အတိုးမခံဘူး။ တော့ဂျာမန်ကြီးကသူ့နိုင်ငံကတော့တိုးတက်လာပြီဆဲမုတ်ပြည်စီးတယ်တိုးတက်လာပြီဒါပေမဲ့လို့သူ့မှာဈေးကွက်တိုးเสียရဖောက်เสียရမရှိအင်္ဂလိပ်နဲ့ပြင်သက်ကပိတ်ဆို့ထားတယ်လို့ဖြစ်နေတယ်ဒီဘက်မှာလည်းသူဖောက်လို့မရအရှိဘက်မှာလည်းရုရှားကပိတ်ထားတယ်ဖောက်ပြီးဖောက်လို့မရတဲ့ခါကျတော့သူ ထိုးဖောက်တယ်မှရတော့မယ်ဆိုတဲ့အကြောင်းသိပြီးတော့ဟေတလာကစစ်စာတိုက်တာဒါကဒါနိုင်ငံရေးသမားတွေရဲ့သူရဲ့သုံးသပ်ချက်ပေါ့နော် ဒါသူတို့အမြင်နဲ့သူတို့သုံးသပ်တာပေါ့အဲ့ဒါဘာလို့တာတုံးဆိုလို့ရှိရင်တဦးနဲ့တဦးအပြန်အလှန်ဒါနလို့ခေါ်တဲ့တရားမရှိကြတာဒါနကိုတန်ဝိပါကလို့ဖွင့်တာဒါနဆိုတာခွဲဝေသုံးဆွဲရမယ်တဲ့ဒါဒီလိုဖွင့်တာအဲ့တော့ခွဲဝေမသုံးဆွဲဘဲနဲ့ကိုကြီးတဲ့သုံးဆွဲပြီးတော့တခြားလူကိုပိတ်ဆို့ထားမယ်လေဟိုလူကမကြည်မနှက်ဖြစ်လားမကြည်မနှက်ဖြစ်လာရင်ကိုယ့်ဘောမရင်ကြီးတော့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကနေစပြီးတော့ မသိမြတ်မှုဆိုတာဖြစ်သွားတယ်။ဒါကြောင့်မို့လို့အတန္တဓမ္မနံဒါနံဆိုတဲ့စကားမှန်တယ်။မယင်ကျေးတဲ့သူကိုယင်ကျေးအောင်ဆုံးမမယ်ဆိုရင်ဒါနနဲ့ဆုံးမရမယ်။ဒါနနဲ့လုပ်ယူရမယ်လို့ပြောတာ။အဲ့ဒီဒါနမရှိတဲ့အတွက်အဲ့ဒီလိုခွဲခြားဝေဖန်ပြီးသုံးဆွဲတတ်တဲ့အလေးထားမရှိရကနေပြီးတော့တို့တရားရှုတော်ကနေကြည့်တဲ့အခါကျတော့စစ်ပွဲဟာဖြစ်တာပဲ။ဟောစစ်ကြီးတွေဖြစ်တယ်ဆိုတာလည်းပဲဒီဒါနချွတ်တဲ့လို့ဖြစ်တာ။ လူတွေတရားနှစ်ယောက်မသိမြတ်တာလည်းပဲအဲ့ဒီဒါနချိုးတယ်လို့ဖြစ်တာအဲ့ဒီဒါနဖြစ်တာပြီးတော့မတရားနဲ့တရားမကြည်မနှတ်တွေဖြည့်ပြီးတော့မသိမမြတ်ဆိုတာဖြစ်တာအဲ့ဒီလိုကြည်လိုက်တော့မှဩဒါနရဲ့စကလုံးလေးကကျယ်ဝန်းတာပဲဒါနဆိုတာတရားဟာပစ္စည်းဝိတုတွေလူတွေဒီအနှံ့ဖြန့်ပေးတဲ့တရားတစ်ခုမျှဝေပြီးတော့သုံးဆွဲတတ်တဲ့အလေးကျင့်ရအောင်လုပ်ပေးတဲ့တရားတစ်ခု အဲ့ဒီလိုယူပါမှာအဲ့ဒီကြတော့မှဩဒါနတရားဟာဟို လောကုတ္တရာကုသိုလ်ဖြစ်ဖို့မဲ့ဖို့နိဗ္ဗာန်ရဖို့မဟုတ်ဘူးလောကိနယ်မှာလည်းပဲလူတွေတဦးနဲ့တဦးတင်းတင်းမြတ်မြတ်နဲ့ဖြစ်ဖို့ဆိုရင်ဒီဒါနတရားဟာအခြေခံအားဖြင့်လိုအပ်တယ်ဒီဒါနပါမသားလည်းရင်လူတွေတဦးနဲ့တဦးတင်းမြတ်ပြီးတော့ငြိမ်းချမ်းမှုဆိုတာကရနိုင်တယ်ဒါကြောင့်မို့လို့ခုနကအတ္တနာဓမ္မနာဒါနသူ့နောက်ကပိုင်လေးရှိသေးတယ် အဒါနံဒန္တဒုတကံတဲ့အဒါနံမပေးဘူးဆိုလို့ရှိရင်တဲ့ဒန္တဒုတကံယဉ်ကျေးပြီးသားသူအတော်မှပြန်ပြီးတော့ရိုင်းသွားတယ်တဲ့ဟောကဲအဲ့လိုလိုစာမပေးဘူးဆိုရင်တဲ့အဲ့တော့လူတွေယဉ်ကျေးဖို့ဆိုရင်ဒီပေးကမ်းမှုကရှိမှရမယ်အဲ့ဒီပေးကမ်းမှုရှိမှသာလေလူတအူးနဲ့တအူးလည်းပဲသိမြမယ်ဒီလိုသဘောလေးကိုသိပြီးတော့မှဩဌာနကဒါကြောင့်မို့လို့ ဖျားဖြစ်ခြင်းတဲ့ပုံကိုယ်တွေကျင့်ရတဲ့တရားတွေမှာပထမဆုံးစကျင့်ရတဲ့တရားအခြေခံတရားလို့ပါရမီ7ပါးထဲမှာဒါနပါရမီကစထားတာလို့တရားကိုစာကိုအဲ့ဒီလိုတွေးလိုက်တော့မှသဘောပေါက်တာဟိုဒါနဒါနလို့ပြောပြီးတော့ဟိုလူရာတန်းနဲ့လေးတင် ကွက်တွေးနေလို့ရှိရင်ဒီလိုသဘောမပေါက်ဘူးဒါနဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကအင်မတန်ကျယ်ဝန်းတာပါလားလို့သိရတယ်ဒါကြောင့်မို့လို့ဒီကနေ့မိမိတို့က ဆုံးတာလာကောင်းမှုကုသိုလ်ပြုတာဖြစ်တဲ့အတွက်မိမိတို့ပြုတဲ့ကောင်းမှုကုသိုလ်နဲ့လည်းပဲဆက်ဆက်တဲ့ဒါနဆိုတဲ့စကလုံးလေးရဲ့အနက်ဒိဋ္ဌိကျယ်ဝန်းပုံလူလောကကြီးကိုဒါနာတရားကဘယ်လိုကြီးစုပြုနေတယ်လဲဆိုတဲ့တရားလေးဒါလေးကိုမိမိတို့သိပြီးတော့လှူအပ်တိုင်းရမှာနော်ကဲလို့ရေသက်ချလှူရအောင်ရေစက်ွက်ကိုင်းပြီးတော့လိုက်ပြီးတော့ဆို့